မင်္ဂလာပါခင်ဗျာကျွန်တော်နိုင်ငံဟာငါနဲ့မတူငါရံသူဆိုတော့အတ္တနိုင်ငံသမားတွေရဲ့တွေးခေါ်ကြတော့အကျံဖက်မှုပြိပက္ခတွေရှားမှာလူသားအလုံးရဲ့အနာဂတ်တွေမြုံမှန်းချက်တွေတောက်လန့်တုံ့လုံမှုစတာတွေဟာအချိန်ကာလတစ်ခုကြာမြင့်ခဲ့ပြီဖြစ်ပါတယ်လာမယ့်2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲကြီးဟာအဲ့ဒီအခြေအနေတွေအားလုံးကိုအဆုံးသတ်ပေးနိုင်တဲ့လိုရည်လို့ကျွန်တော်အခိုင်အမာယူဆပါတယ် ိုင်းပြည်တည်ငြိမ်ဖို့တာယာဝါပြောဖို့လူသားအလုံးနဲ့လူငယ်လူငယ်တွေရဲ့အနာဂတ်တွေလှပစေဖို့ပြန်လည်တိဆောက်ပေးဖို့ဒါတွေပဲဖြစ်ပါတယ်အရှုပ်ထွေးတွေအချိုးကွေတွေနေရာမှာကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့ဘဝအတွေ့အကြုံထမ်းဆောင်ခဲ့တဲ့တောင်ဝတရားတွေရဲ့အတွေ့အကြုံစစ်စစ်မပြတ်လည်လာနေတဲ့ပညာရှင်တွေနဲ့တွေ့ဆုံဆွေးနွေးချက်တွေအရာဒီပြဿနာတွေကိုကျွန်တော်တို့ကောင်းစွာကင်တွယ်ဖြေရှင်းပြနိုင်တဲ့ခိုင်မာတဲ့စီမံချက်တွေကျွန်တော်တို့မှာရှိပါတယ်နောက်တော့ကောင်းအောင်တက်တဲ့ ဆောင်မှုတွေလိုအလွတ်ရွပြနေရမယ်အစားတကယ်ကိုအရွေးရှိတဲ့ဇလတ်ကောင်းတွေပေါ်ထွက်လာတဲ့နဲ့အတူဒီဇလတ်တွေကိုအချိန်ကန့်သတ်ချက် time frame တတ်မှတ်ချက်တွေတတ်မှတ်ပြီးတက်တည်ပြနိုင်မှုကျွန်တော်တို့အစင်းနေရှိပါတယ်ကျွန်တော်မှာဒီလမ်းစဉ်တွေကိုအကောင့်တွေဖွင့်နိုင်မှုရည်ချင်းရှိတဲ့လူပုဂ္ဂိုလ်တွေအပြည့်ဝရှိပါအဲ့ဒီလူပုဂ္ဂိုလ်တွေကိုကျွန်တော်တို့အကူအညီပေးနိုင်တဲ့အဖွဲ့အစည်းတွေအထောက်အပံ့ပြုဖွဲ့တွေရတယ်အခိုင်အမာရှိနေပါတယ် အသင်နဲ့ရှိကြပါတယ်ကျွန်တော်တို့ဒါဒီအလုံးတွေကျွန်တော်တို့ပါတီကပြင်ဆင်ဆောင်ရွက်မှုတွေဆောင်ရွက်ထားရှိပြီးဖြစ်တယ်လို့ပဲပြောပြရစီခင်ဗျာအလုံးကနိုင်ငံ၏အရှုပ်ထွေးများကိုဖြေရှင်းရန်စီမံချက်များအသင့်ရှိနေပြီဟုစစ်ထွက်အများစုပါဝင်သည့်ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ရီပြောနိုင်ငံကိုပြန်လည်တည်ဆောက်ရေးနှင့်နိုင်ငံ내ကအရှုပ်ထွေးတွေကိုဖြေရှင်းဖို့ခိုင်မာတဲ့စီမံချက်တွေကြံ့ခိုင်ရေးပါတီမှရှိတယ်လို့ပါတီဥက္ကဋ္ဌဦးခင်ရီကပြောဆိုလိုက်ပါတယ်။ စက်တင်ဘာ28ရက်မနေ့ကညပိုင်းမှာ USDP ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာဥခင်ကြီးပြောဆိုထားတဲ့ရုပ်တံမှတ်တမ်းကိုဖော်ပြထားတာဖြစ်ပါတယ်။အကြံဖတ်မင်းအွန်လိုင်းပြုလုပ်မဲ့အတူအယောင်ရွေးကောက်ပွဲဟာနိုင်ငံရေးပြည်ပခန့်တွေကိုအဆုံးသတ်စေမဲ့လှုပ်ရက်တစ်ခုဖြစ်တယ်လို့အခိုင်အမာယူဆကြောင်းလဲဥခင်ကြီးကပြောဆိုထားပါတယ်။ အရှုပ်ထွေးချိုးကွေတွေနေရာမှာကျွန်တော်တို့ဖျက်တမ်းခဲ့ရတဲ့ဘဝအတွေ့အကြုံထမ်းဆောင်ခဲ့တဲ့တာဝန်ဝတ္တရားတွေရဲ့အတွေ့အကြုံဆင်ဆက်မပြတ်လေ့လာနေတဲ့ပညာရှင်တွေနဲ့တွေ့ဆုံဆွေးနွေးချက်တွေအရဒီပြဿနာတွေကိုကျွန်တော်တို့ကောင်းစွာကင်ွယ်ဖြေရှင်းပေးနိုင်တဲ့ခိုင်မာတဲ့စီမံချက်တွေရှိပါတယ်။နားထောင်ကောင်းယုံတသက်ဆောင်ပုတ်တွေလိုအလွတ်ရွပြနေရမယ့်အစာတကယ်ကိုအရွေးရှိတဲ့ရလက်ကောင်းတွေပေါ်ထွက်လာတာနဲ့အတူဒီရလက်တွေကိုအချိန်ကန့်သက်ချက်တိုင်း friend တတ်မှတ်ပြီးတည်တည်ပြနိုင်ဖို့ကျွန်တော်တို့အစဉ်သင့်ရှိပါတယ်။လို့ဦးခင်ကြီးကပြောပါတယ် အကျန်းဖတ်မင်းအောင်လိုင်းရဲ့လူယုံတွေနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံ၏အရှုပ်ထွေးများကိုဖြေရှင်းရန်စီမံချက်များအသင့်ရှိနေပြီဟုစစ်ထွက်အများစုပါဝင်သည့်ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ကြီးပြောနိုင်ငံကိုပြန်လည်တည်ဆောက်ရေးနဲ့နိုင်ငံ내ကအရှုပ်ထွေးတွေကိုဖြေရှင်းဖို့ခိုင်မာတဲ့စီမံချက်တွေကြံ့ခိုင်ရေးပါတီမှရှိတယ်လို့ပါတီဥက္ကဋ္ဌဦးခင်ကြီးကပြောဆိုလိုက်ပါတယ်။စက်တင်ဘာ28ရက်မနေ့ကညပိုင်းမှာ USDP ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာ ဥခင်ကြီးပြောဆိုထားတဲ့ရုပ်တံမှတ်တမ်းကိုဖော်ပြထားတာဖြစ်ပါတယ်။အကြံဖတ်မင်းအွန်လိုင်းပြုလုပ်မဲ့အတူအယောင်ရွေးကောက်ပွဲဟာနိုင်ငံရေးပြည်ပခန့်တွေကိုအဆုံးသတ်စေမဲ့လုပ်ရက်တစ်ခုဖြစ်တယ်လို့အခိုင်အမာယူဆကြောင်းလဲဥခင်ကြီးကပြောဆိုထားပါတယ်။အရှုပ်ထွေးချိုးကွေးတွေနေရာမှာကျွန်တော်တို့ဖြတ်တန်းခဲ့ရတဲ့ဘဝအတွေ့အကြုံထမ်းဆောင်ခဲ့တဲ့တာဝန်ဝတ္တရားတွေရဲ့အတွေ့အကြုံစင်ဆက်မပြတ်လည်လာနေတဲ့ပညာရှင်တွေ။